အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာပြောသွားမယ့်အကြောင်းအရာသက္ကလုံလေးတွေကတော့ဂရိုက်ကြိုက်ဆိုတဲ့သက္ကလုံလေးဖြစ်ပါတယ်အော်ဂရိုက်ကြိုက်ဆိုတဲ့သက္ကလုံလေးကတော့အရေးတကြီးလောက်ရတယ်၊မြ мян လောက်ရတယ်ဆိုတဲ့အခြေအနေမျိုးမှာသုံးတဲ့သက္ကလုံလေးဖြစ်ပါတယ်။အာကပြားကရာတို့ကတိကရီတို့ကတော့ကမျောတို့နဲ့ဟိုပေါ့နော်အဲအဲ့လိုမျိုးတွေသုံးလို့ရပါတယ်။ ခရိုင်ကြိုက်လုတ်တယ်ခရိုင်ကြိုက်စားတယ်ခရိုင်ကြိုက်သွားတယ်ဆိုတော့အနေထားမျိုးမှာသုံးလို့ရပါတယ်အဲ့တော့ပေါင်းတဲ့အခါကျရင်တော့အပေါ်ဆုံးကစလုံးလေးနဲ့နော်အပေါ်ဆုံးကစလုံးပေါင်းလေးနဲ့ပေါင်းမှမှန်ပါတယ်အောက်ကစလုံးပေါင်းလေးနဲ့ဆိုရင်တော့မှားပါတယ်နောက်တစ်လုံးကကျတော့ကထောင်6ချားဆိုတဲ့စကလုံးလေးဖြစ်ပါတယ်ကထောင်6ချားဆိုတာကတော့စိတ်အခြေအနေမတည်ငြိမ်တဲ့အနေထားမျိုးမှာနော်အဲ့လိုမျိုးအခြေအနေတွေမှာသုံးပါတယ် စိတ်ပေါ့နော်စိတ်လှုပ်ရှားနေလို့ဘာပြောလို့ပြောမှန်းမသိဘူးအာဘာလုံးလုံးလုံးအောင်မသိဘူးကြောင်ပြီးတော့ကြည့်နေတယ်ပေါ့နော်အဲ့လိုမျိုးချင်းနေတယ်မှာတုံးလို့ရပါတယ်အဲ့တော့အိမ်မဆိုးတွေမလို့ ground ၆ချားတွေပြောတယ်စိတ်မတည်ငြိမ်လို့ ground ၆ချားတွေပြောတယ်ဆိုရင်ဒီလိုမျိုးစကလုံးလေးကိုတုံးလို့ရပါတယ်အဲ့တော့ပေါင်းတဲ့အခါကျရင်တော့အပေါ်ဆုံးကစလုံးပေါင်းလေးကအမှန်ဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အတန်ကိုလိုက်ပြီးတော့မှာပေါ့နော်ခါငယ်တို့ဒါရီတို့နဲ့တော့ပေါင်းလို့မရဘူးเนาะကထောင်6ချားဆိုပြီးတော့အောက်ကစလုံးနဲ့တော့ ပေါင်လို့မရပါဘူး။ဒါကဒေါင်၆ချာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကဆုံလာဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲ့တော့ကဆုံလာမှာကတော့ဒီကဆုံလာကိုရေးမယ်ဆိုရင်ဆက်လိန်နဲ့ဆုံမှမှန်ပါတယ်။တချို့ကကြတော့ဗာလဲဆိုရင်စာလုံးသေးသေးလေးတစ်ချောင်းငယ်ဆုံအဲစာလုံးတစ်ချောင်းငယ်နဲ့သက်စာလုံးတစ်ချောင်းငယ်နဲ့သက်ဆုံဆိုပြီးတော့မှာပေါ့နော်။အဲ့တော့ကဆုံလာကိုကဆုံလာဆိုပြီးတော့ရေးရည်လည်းရှိပါတယ်။အမှန်ကတော့ဆက်လိန်နဲ့ဆုံမှကဆုံလာဆိုတာမှန်ပါတယ်။ နောက်တစ်ခုကကြတော့ကဒတ်ငန်းမင်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ကဒတ်ငန်းမင်ကကြတော့ဒီအပေါ်ကစလုံးပေါင်းလေးတိုင်းစလုံးပေါင်းမှာမှန်ပါတယ်အဲ့တော့ကဒတ်ငန်းမင်လို့လဲခေါ်တဲ့တချို့နေရာဒေသအခေါ်တွေအပြောင်းလဲတွေရှိရဟိုပေါ့နော်တချို့နေရာဒေသတွေလိုက်ပြီးတော့ခေါ်ပြောင်းလဲရတယ်ပါလေရှိပါတယ်အဲ့တော့ဒီကဒတ်ငန်းမင်လို့လဲခေါ်တယ်နောက်တာတိုင်းမွေးပင်ကိုလဲကဒတ်ငန်းမင်လို့ခေါ်တယ်လို့စကားစိမ့်မင်ကိုလဲကဒတ်ငန်းမင်လို့ခေါ်တာမျိုးရှိပါတယ်အဲ့တော့ဒါကတော့နေရာဒေသကိုလိုက်ပြီးတော့ခေါ်ပွဲတဲ့သဘောရှိတာပါเนาะ တော့ဒါကရဏန်းမင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်